အသွုံချခဲ့တဲ့ချက်ဟောင်းကိုခုချိန်ထိမမေ့သေးပဲပြန်တွေ့တိုင်းစိတ်တွေမယိုမယွာဖြစ်နေစေဆိုတဲ့ကောင်းလေးချော်လေးညင်တော့အခုကြည့်နေတဲ့ချိန်မှာအချစ်ယူပြီးယူခဲ့ကြတဲ့အချစ်ယူလေးတွေပါပါကြမှာပါတော့အချစ်ဆိုတာပူလောင်တဲ့အရာဆိုပေမဲ့အဲဒီပူလောင်တဲ့အချစ်နဲ့လူတိုင်းမကင်းနိုင်ကြပါဘူးနော်လူတယောက်ကအရင်ချစ်မိပြီဆိုတာနဲ့ဘာရီဘလိုပဲဖြစ်ဖြစ်တရဝနွားပြအောင်ချစ်ကြတဲ့လူတွေလည်းအများကြီးပါပဲကို့ပေါ်မကောင်းမှန်းသိပေမဲ့ခွေပြင်းနွားပြင်း စစ်တပ်တဲ့အထက်မှာမေတာချော်ရင်ငိမ့်တော်ကထိတ်ဆုံကပါဝင်နေပြီလေဖြစ်ပါတယ်။မေတာချော်ငိမ့်တော်ကတော့ချော်မော်ရီရုပ်ရည်ပိုင်ရှင်ဖြစ်ပေမဲ့တချိန်ကကြည့်ကမကောင်းခဲ့သူတယောက်ပါ။ကိုရီးယားမင်းသားတယောက်လိုချော်မော်ရီရုပ်ရည်ကိုပိုင်ဆိုင်ထားတာမို့အမျိုးသမီးတူကြီးရဲ့ချစ်ခင်မှုကိုအပြေအဝရရှိထားလေဖြစ်ပါတယ်။ပြည်ပြည်နဲ့တရားဆောင်ချက်တွေခင်ညာပြည်ချော်မော်ရီရုပ်ရည်ယူပကကြောင့်လူကျင်သူတွေဝိုင်းဝန်းလည်နေပေမဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကံကောင်းတဲ့အထင်မပေါပေါတော့ သူရဲ့အောင်မြင်မှုတွေရုပ်ရည်တွေကိုကြည့်ပြီး play point တရားဖြစ်လိမ့်မယ်ဆိုပြီးပရိသတ်တွေကတင်ခဲ့ပေးမယ်လက်တွေ့မှာတော့သူရဲ့ဘဝကြီးက playground ကြီးပါနော်အခြေခံရတာက ရုပ်ရည်တွေအောင်မြင်မှုတွေနဲ့မတက်ဆိုင်ဘူးဆိုတော့ကိုငိမ့်တော်ကတက်တည်ပြလာခဲ့ပါပြီအခြေယူလေးငိမ့်တော်ကတော့အသက်20ကျော်အရွယ်မှာကောင်မလေးတယောက်ကိုအချစ်စင်နဲ့ချစ်ခဲ့ဘူးပေမဲ့ကောင်မလေးကတုံးချခင်ဘဝနဲ့နေပူးခဲ့တယ်လို့ဆိုပါတယ်သူကတော့မြတ်တာစင်နဲ့အချစ်ကြီးချစ်ခဲ့ပေမဲ့ကောင်မလေးကသူ့အတုံးချပြီး အချိန်ရတော့ကြာအောင်တွဲနေကြရလေးဖြစ်ပါတယ်။ငိမ့်တော့တော့ဘလောက်တောင်ချက်သက်လဲဆိုရင်ကောင်မလေးအတုံးချနေရကိုတည်ပေမဲ့တက်တက်ကြီးကိုအတုံးချခံပြရတည်ပါပဲ။ငိမ့်တော့တော့နုနယ်သေးတဲ့အရွယ်မှာကောင်မလေးရအတုံးချခံဖြစ်ခဲ့ပေမဲ့လည်းစိတ်မနာနိုင်ခဲ့ပါဘူးနော်။အတုံးချခံနေရကိုတည်ပေမဲ့ကောင်မလေးကိုလမ်းလွတ်နိုင်တဲ့စိတ်နဲ့ဆက်ပြီးတွဲနေကြရလေးဖြစ်ပါတယ်။သူကအဲ့လိုမျိုးအတုံးချခင်ရပြီးပေးဆက်ရတာကိုအစ်စ်ဆိုပြီးပျော်ရွှင်နေကြလေးဖြစ်ပါတယ်။ သူများရဲ့မြင်မှသာနွားကြရဲထင်ကြပါမိ။သူတက်ကတော့ကောင်မလေးကိုရင်ချစ်ကြောင်းတက်တည်ပြတဲ့နေလန်တခုပါပဲ။ရင်းတော်အသုံးချခဲ့ရတော့ကိုတည်ပြမိ။လမ်းခွဲခဲ့ပဲကောင်မလေးဖက်က ပြမသာသူတို့ညရဲ့ဇလန်ကအဆုံးသတ်သွားခဲ့ရလေဖြစ်ပါရဲ့။အချစ်ကြီးရဲ့ငိမ့်တော်ကတော့အသေးခွဲတရားကိုကုစားဖို့အချိန်တော်ကြားရတဲ့အထိကိုအရက်တွေတောက်ပြီးလေလင်းခဲ့ရလေဖြစ်ပါရဲ့။သူများနဲ့မတူတဲ့အချက်တွေနဲ့ချစ်သက်တဲ့ညီတော်ကတော့ဘလောက်တောင်ချစ်ချင်းမြတ်တာတရားတွေချိန်မလဲဆိုရင် ခုတည်းလေအကျဉ်းဟောင်းကိုတွေ့ရင်စိတ်တွေမယုံမြာဖြစ်နေတဲ့ခြေပါပဲအရင်လိုမျိုးပြန်ပြီးမကျင့်နိုင်တော့ပေမဲ့အကျဉ်းဟောင်းကိုတွေ့ရရင်စိတ်တွေမယုံမြာဖြစ်ပြီးမနစ်တက်မထိုင်တက်ဖြစ်နေတယ်လို့ဆိုပါတယ်သူတို့နှစ်ယောက်ကတော့အခုချိန်ထိအလုပ်စကားပြောတာတွေရှိနေကြသေးပါရင်းတော်တော့အကျင့်မကောင်းတဲ့အကျဉ်းဟောင်းကိုခုနှစ်လတည်ဆောက်ရှိရှိကြည့်ခဲ့တာပါကမ္ဘာလေးဘက်ကသာလန်ခွေစကားမပြောရင်အခုထိချင်းနေမှတည်ချပဲလို့ဆိုပါရယ်။ငိမ့်တော်တို့ကိုချိန်မှာ အတိတ်ကအချက်ကြောင့်ပြန်ပြောနေပေမယ့်ကောင်မလေးကိုတော့ပြန်မလို့ကျင်တော့ပါဘူး။နှစ်ယောက်သားကပြတ်ပြေးသွားပြီမို့ကောင်မလေးကလည်းပြန်မလို့ကျင်တော့သလိုတပတ်ကလည်းပြန်မချစ်ကျင်တော့ဘူးလို့ဆိုပါရယ်။အချစ်ကြည့်တဲ့ကောင်လေးငိမ့်တော့တော့ကောင်မလေးကစိတ်တရားရီပြီးခဲ့ပေမယ့်စိတ်မနာပဲအရာကိုပြည့်စက်ချစ်လို့ခံယူထားလေးဖြစ်ပါရယ်။တချင်ရအဲ့ဒါကိုစိတ်နာစရာဆိုပြီးမတွေ့ခဲ့သလို အခုတည်းလဲချလိုပေးဆက်တယ်ဆိုပြီးအတွေ့အကြုံတော့ပါပဲ။ဒုညကတော့ဘယ်တော့မှပြန်ပြစ်နိုင်တော့ပြီမဲ့ငိန်တော်ရဲ့ချေကိုချေပြီးကမာလီကတော့နောက်သားရနေလောက်မှသိကြပါပဲနော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်တစ်လဲ project တွေအတွက်ဆယ်လင်းဥပညာရှင်တွေအကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါရှင်။ဆုံးတရားပြီးကျေးဇူးမှုတက်လေကျေးဇူးများတင်ပါတယ်။